ားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စာရေးဆရာတော်တာဆွေရေးတန်းထားတဲ့ကျက်သမားဟစ်တလုံးဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း1ကျက်သားကိုအလွန်ကြိုက်လှစွာသော ကျွန်တော်ဤသားဟစ်တလုံးသည်ယခုကျက်သမားဖြစ်ချေပြီးမြန်မာတက္ကသိုလ်1948 ရွှေဘိုဒီစကြိတ်ဝက်လက်မြို့တွင်စေယုံဆောက်လုပ်ရဟုအကြောင်းပြ၍တရင်ကျွတ်ဖျားပွဲတော်နှင့်ပူတွဲခြင်းပသောအာဝါဒီကစားပွဲ၌ကျွန်တော်အိတ်ထဲပါလာတာလေးတက်တက်ပြောင်သည်မှအစပြု၍ကျွန်တော်အုံနှောက်အတွင်ဝဲသားတော်မှာဟွတလုံးသည်တန်တေတီလေသည်ဤစဉ်ကာလ၌ကျွန်တော်သည်မန္တလေးတွင်နေသည့်ဖြစ်၍ဆရာကြီးရွှေဦးတော်နှင့်ဒေါ်ကြီးဆိုးအားဝက်လက်မြို့ရှိသူတို့ဆွေမျိုးများကဖိတ်ခေါ်ရ၌ ကျွန်တော်ပါရောနှောလိုက်ပါသွားခြင်းဖြစ်လေသည်ကစားဝိုင်းတွေကစီလာပေသည်အစိမ့်အနီကြောက်ချက်လေးကောင်ကျွန်တို့မှာနှိညမဆဲလူတွေကြိတ်ကြိတ်ခဲနေသည်ကျွန်တော်တို့အောက်ပြည်ဒေသမှာပင်ကစားသမားတို့နှုတ်ပြမှရွှေဘူတိုင်းกว่าဟုကျင်းဝါလေးရှိသည်ကိုထောက်ချင်ပါတော့ရွှေဘူနေကကစားသမားပေါ်လာသည်လောင်အစာရေရောကြသည်လေးကောင်ကျင်းဝိုင်းတွင်ကြိုက်ပင်မှထောင်ချီ၍ပင်အော်တိုက်ကြသည် ရွှေဘုံနယ်ဝင် မကြီးတုံသားဆရာကြီးရွှေဦးထောင်းကလေးလေးမှန်မှန်စိတ်ကူးညံနှင့်ကစားတတ်၍ရှုံခဲ့လေသည်ကျွန်တော်ကသွေးစုသောမြေလက်သားစိတ်မြန်ကိုမြင်လောဘတန်သည် ထို့ကြောင့်မကြမီအတွင်းမှပင် ကစားဝိုင်းအပြင်သို့ထွက်ခဲ့ရလေသည်မိုးတဆိုင်ဆိုင်ရွာနေသည် ပဝင်းကျင်မှရှွန့်စီဆွတ်နှင့်ရေဆက်လက် ကစားဝိုင်းမှတပါအခြားနေရာတွင်လူမအောင် ကျွန်တော်ဒီဆရာကြီးဤဆွေမျိုးကိုတာမြက်လဖဲ့ဆိုင်ဤအခြားဖက်ရှိဒဲလွတ်တကူတဲ၌ဂုံဒီခင်သည့်ပလက်ကလထိုင်ပေါ်တွင်တယောက်တည်းထိုင်ကမှိုင်ပုံတော်ချသည်ငါနောက်ဆုံးအော့တိုက်တုံးကချက်များထိုးလိုက်ရစိန်ပေါ့ကွာအခုတော့ဘာမဟုတ်တဲ့ညာမဟုတ် ဖားကြီးသွားကစားမိရဲ့ဟုမိမိဤစိတ်ကူးညံ့လွဲခဲ့ပုံကိုတတတနေမိသည် ရှင်တိအကြိုက်ဝဲ ကျဲလောင်လှစွာသောကလေးငိုတန်းကိုကြားရသည်နှင့်မျက်လှော်ဖွင့်၍ကြည့်လိုက်ရာလာလာနှစ်ခါလေကျော်ကလေးတယောက်နှင့်အသက်20ခန့်မိခင်ကျွန်တော်နေသောတဲထဲသို့မိုးခိုဝင်လာသည်ငိုပါပြီဗျာကျဲကျဲလောင်လောင်အသံကလည်းအောင်မြင်ပါပြီလေချောင်းထဲမှာလော့စပီကာထည့်ထားလေသလားအမေကျက်သားဟင်းနဲ့အမင်းချချင်တယ်မိုးရမှစကပန်ထိုးလိုက်သည် သူ့ဆန္ဒကိုပွင့်ဟလိုက်သည် ကျွန်တော်စိတ်ထဲတွင်မူ อืมจักขุบงาကိုအခုတောင်လာနမိတ်ပြန်နေတာဟိုတော့ငါလဲစိတ်ထဲတော့အထင်လိုက်တာဟုကစားသမားဆန်ဆန်တွေးပြီးကလေးကိုစစ်စစ်ကြည့်လိုက်သည်ဂျာရဲ့ပုတ်ကလေးနှင့်သပင်းနီးကြောင်ကြောင်အသားရောင်ကညိုတူတာညီမမွေးသည့်မျက်စိလွှာသွေးလေးလုံးလေးဖက်ငယ်ပေမဲ့မျက်မှောက်ကျုပ်တတ်သည်ရုံမလှတော့လဲကြည်စားเสียကောင်းတော့အမှုရာကိုဆောင်သည် သူသည်ငိုရာမှတစ်ချက်တစ်ချက်ကျွန်တော်ပဲလှဲ့ကပါဇက်ကလေးမိကမျက်မှောက်ကလေးကြုံကကျွန်တော်ကိုကြည့်သည်သူ့မိခင်သည်ကျွန်တော်ကို အာနာဟင်နှင့်အမျိုးမျိုးချော့သည်သို့တော်မတိတ်ဂျာတာဟင်နှင့်အမင်းဝဲပေအမဲသူ့မိခင်ကိုခဏခဏပူဇော်သည် ကလေးများအငိုတန်လျင်ဤတိုင်းမကောင်းရတော်၎င်းဇွဲနှပဲကြီးရတော်၎င်းဖြစ်တတ်ပြီရ၎င်းကလေးမှာကျဲမာသောအင်္ကာရုပ်ရှိလျာကား ဧကဏသူ့အလိုကိုမရမချင်းပြင်းပြင်းထန်ထန်ဆန္ဒပြနေသည်သာဖြစ်ရမည်ဟု ကျွန်တော်ကဲခက်လိုက်ပုံမူ၏တေချာအောင်သူ့အမိကိုယဉ်နှီးတော့အပြုတ်နှစ်ကြည့်၍ခမည်းသားက ထမင်းတိတ်ဆာနေတယ်ထင်ပါရဲ့ဗျာမဟုတ်ဘူးရှင်သူအခုပဲမုံဝင်းကားစားပြီးတာချက်သားနဲ့အုံထမင်းဆိုတဲ့အတန်ကြားတာနဲ့ချက်သားနဲ့ထမင်းစားခြင်းပြန်နေဖြစ်လာတာရှင်သူပြောရင် သူ့အင်ကြီးကိုမကရော့လူကလေးချိုချိုဆုပ်ပါကွယ်ချုံချုံ ်ချက်သားဟင်ချက်သားဟင်ချားချက်မှာချိုချိုချိုကဘာရောက်ဖို့လဲဟူအော်ကတဆင်တဲ၍တန်ကုံလွင်လိုက်ပြန်လေသည်ကျွန်တော်ကထမဲ့၍ပြုံးကခမရသားချက်သားဟင်အင်မတန်ကြိုက်တယ်ထင်ပါရဲ့ကြိုက်ကြတော့မပြောနဲ့ဖေကအိမ်မှာစက်မွေးပြီးစားကျင်နေဆိုတိုင်းရိုက်ကျွေးနေတာပဲအိမ်မှာမရှိတော့တခြားသွားခိုးပေးတဲ့အဖေရှင့်သူ့လင်ကြီးကုံပုတ်ကိုထုတ်ဖော်ရှာသည်ဤတွင်တားတော်မှာကဟွန်း အမေကြောက်ရအောင်ကြောက်ရအောင်ဟုဆိုကသူ့မိခင်ရဲ့ဘက်ကိုထုသည်ခြေထောက်ကိုခါရွေးခါရွေးသူ့အားခတိခွင်ထားသောမိခင်ရဲ့ပေါင်ကိုစောင့်သည်음ကိုလူကရှက်တင်မာရဲ့ကျွန်တော်နှုတ်မှဒီတို့ရေရွလိုက်ပြီးတဲအစာတောက်တဲမဲ့ကလေးပဲဟုစိတ်ထဲတွင်မှတ်ချချလိုက်သည်ဤတွင်ကျွန်တော်ကိုကျွန်တော်ပြန်လဲစင်ချင်မိသည်နှင့်တယောက်တည်းပြုံးမိလေသည်အเจ้าမှာကျွန်တော်ကိုယ်တိုင်လေငယ်စဉ်ကအစာတောက်တဲခဲ့သူဖြစ်သည် အတာဟင်တခုခုမပါလင်မစားနိုင်ခမရတို့သွမိုးအိမ်ကြီးစောက်ထားပြီးတော့ဝတ်သားဟင်ကလေးမှဝယ်မချက်နိုင်ကြဘူးလားဗျအဖေနဲ့မေကို စကပန်ထိုးကခြေဆောင်ကိုတက်သည်ကျွန်တော်ငငယ်ကတောရွာတွင်သွမိုးအိမ်နဲ့ဆိုရင်တော်တော်ကုံမောက်ခဲ့တကူဗျမှတ်မိပါသေးသည်ကျွန်တော်၈နှစ်သားအရွယ်ဒီနေ့ညစာထမင်းစားရဝယ်ငပိရေတို့စီယာနဲ့ချင်းရေဟိတခွက်တဲမို့ကျွန်တော်မစားနိုင် အိမ်ငှကြွတဲ့ကောင်ကို မရိုက်ရပါကောင်းလားဟု သူရင်ငှဖြစ်သူကိုစုပူလျက်နေသည် သူထမင်းစားနေသည်ကိုနှောက်ရှက်လျက်နေသည်ဤတွင် ဖခင်ဖြစ်သူက နာကြပြင်းကလာသည်နှင့်ဟဲ့သေးရဲ့လေးနေစားချင်တာနဲ့ဟန်နေတွားရိုက်ပါလားသူများခိုင်းနေရသလားဟုမဲမဲသည်၌ကျွန်တော်သည်တမင်းပွဲမှာလက်မစည်းပဲထထားပြီးနွားတင်ကုတ်တင်မောချမ်းပေါ်တွင်အိတ်တန်းတက်နေသောချက်ဖကြီးကို ခြေနှချောင်းမှဆွဲချသည်ချက်ဖကြီးမှာခိုက်ကျင်ရင်ဖြစ်၍ ကယုတ်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 ဟုအမည်လေသည် သူဆိုလိုသောအထိပ္ပယ်မှာဟဲ့ဒီတငယ်ငါ့ကိုဘာလို့မလုပ်ပါလဲဟုရေယိုဟန်တူပါသည် ကျွန်တော်ကသူ့ခြေနှချောင်းကိုကိုင်ကတင်ကုတ်တိုင်နှင့်တပြန်ပြန်ရိုက်လေသည် မကြမီအတွင်၌ချက်ဖာကြီးမှလေစံတွေဆင်း၍လေပင်ကြီးဆန့်က တောင်ပန်ဖြန့်လျက်ဆန့်ဆန့်ကြီးနေလေပြီဒီအခါ၌ကျွန်တော်အမွှေးနှုတ်လေသည် အမီနှင့်အတောင်တို့ကကျွန်တော်အစိမ့်မနှုတ်နိုင်ပါ ကျွန်တော်အမလေးကိုရင်နှွေးတက်ခိုင်းလိုက်သည်သို့တော့လေဆန်နှင့်ကိုလုံးအမွေတွေကွက်ကြားပြောသည်၌ကျပ်ဖာကြီးသည် ရုတ်တရက်ကျွန်တော်လက်ထဲမှ ခုံထထွက်ပြေးလေသည်အเจ้าမှာကျပ်ဖာကြီးသည် ကျွန်တော်လက်အားနှင့်အသက်ထွက်သည်မဟုတ်ခေါင်းကိုရိုက်မိ၍မူးမိနေခြင်းမျှတာဖြစ်၏ကျွန်တော်နောက်မှဆေးရည်ကအတင်းလိုက်လေသည်စပက်ကြီးအဝင်ပြေးသည်ထို့နောက်ရှာမတွေ့တော့ချေမှောင်လဲမှောင်လေပြီဤ၌ကကျွန်တော်ထမင်းမဆနိုင်တော့ပါ ဟင်အိုးနာနိကမှလွတ်ပြေးရပါမည်လားဟုစိတ်ထဲတွင်အခဲမကြီးတည်တကြကြနှင့်တတတနေမိတော်သည်ထိုညကောင်းစွာအိမ်မပြောမပြောတဝက်ပြောတဝက်မှလည်းအိမ်မထဲ၌ချက်ကြီးနှင့်ကျွန်တော်အမျိုးမျိုးဖြစ်လျက်နေသည်ကျွန်တော်ကသူ့ကိုအတင်းခုတ်ထစ်ပြီးဟင်အိုးတဲ့ထည့်သည်မိဖို့ပေါ်ရောက်မှထွက်ပြေးပြန်သည် ကျွန်တော်ကအတင်းလိုက်ဖန်၍နေချက်ပြီးသားဟုဆိုကကိုက်စားသည်စိုင်းတလဲကထွက်ပြေးပြန်သည် ဤကြောင့်ကိုနောက်ကျွန်တော်ကြည်ပြင်းလာ၍တင်းကျိုစေတသိက်ပိုင်းကိုတင်ရသောအခါ၌ပြန်လေတရိယာမိတီတွင်စသိမ့်မှွင့်ခြင်းထောင်းကြောင့်ရွံ့လာမိလေတော့သည်အကြောင်းမှာအကုသိုလ်ဒုစရိုက်တို့မိသည်အဆွေလန့်ကြီးလေပုံမှုအပြစ်ကြလေဟုပြသည်ပြန်လေတရိယာတိုင်းထက်မှန်အပြစ်ဖြစ်သည်ဟုလည်းဆိုသည်ကုသိုလ်တရားအကျိုးခံစားမှုတွင်လည်းဤနှုတ်အတိုင်းပင်ညွှန်ကြားလေသည် ထို့ကြောင့်တမ္မပဋ္ဌံတရား၄ပါးတွင် ပြဆိုသည်၁ဖြစ်ပြီးသော အကုသိုလ်ဒုစရိုက်ဟောင်းတို့ကိုပယ်ဖျောက်ရသော မနိမနာအားထုတ်မှုဝရိယတပါး၂မဖြစ်သေးသောဒုစရိုက်တတို့ကို မဖြစ်ရအောင် မနိမနာအားထုတ်မှုဝရိယတပါး၃ဖြစ်ပြီးသောကုသိုလ်ဟောင်းတို့ကိုမပြတ်စေဘဲမြဲမြံကြည်ရှိလျောက်မနိမနာအားထုတ်မှုဝရိယတပါး လေမဖြစ်သေးသောကုသိုလ်တစ်ကိုဖြစ်ပွားရရှိအောင်မနေမနာစူးစမ်းအားထုတ်မှု ဝရိယတပါးယခုကျွန်တော်မှရှင်းနှစ်သားအရွယ်လူမမယ်ကပြုခဲ့သောအကုသိုလ်ဒုစရိုက်ကို ပြန်လည်တရိယာနေသဖြင့်တရားတော်အရာယခုပင်ထပ်မံအပြည့်ဖြစ်နေလေပြီ ထို့ကြောင့်သမတ်ပဋ္ဌာန်၄ပါး၏နံပါတ်၁အရာ၎င်းကုတ်ကုတ်ဆာကိုတောက်သွားအောင်စူးစမ်းလိုက်သည်ပလက်ကလထိုင်ပေါ်တွင် ကိုကိုမမက်ဆူ၍ထိုသားမိကိုတည်တည်ချာချာကြည့်လိုက်သည်မိခင်အချင်းလေးကိုအကဲခတ်လိုက်သည်ကျွန်တော်အခုသူတို့သားမိထံတွင်ပြန်လဲစိတ်ဝင်စားသွားလိမ့်ပြီကျွန်တော်အတိညာဏ်၌ထင်မြင်လာသည် မိခင်သည်တားငယ်ကိုချစ်လာပါ၏အလိုလိုက်ချင်ပါ၏သို့သောဟုံးတမင်းနေချက်သားဟင်ဝယ်ကျွေးနိုင်ရန်မရှိထိုကြောင့်ကျွန်တော်ကစေတနာထက်သန်စွာနှင့်အင်ဂျီအိတ်ထဲ၌ကတစ်ချက်တည်းပြပေးလိုက်မည်စိတ်ကူးပါသည် တို့ရတွင်ကျွန်တော်မှကစားဝိုင်းမှထွက်ခါခွဲသူပြီပြီပဲစိတ်ကလေးတစည်းမျှမရှိအကယ်တန်တရှိ၍လွယ်လင်းတကူပေးလိုက်နိုင်ခဲ့ပါတော့မိခင်သည်တန်းငယ်နှစ်သိမ့်စိမ့်ကအုတ်ထမင်းဆိုင်ရှိရာသို့ထွက်ခွာသွားတော်မူဖြစ်သောကြောင့်အောက်ပါကြောင်းနှင့်တိုက်ဆိုင်တော်မူမဟုတ်တော့ချေဟစ်တလုံးဝတ္ထုသည်ကျွန်တော်ကောင်းတဲ့သို့ရောက်လာတော်မူမဟုတ်ချေအကြောင်းတော်ကဝိတုဇက်ွက်တကူဖန်တီးနိုင်ရန်အတွက်မကြမီ၌ကြက်ထန်းကလာတယောက်သည် ချက်နှစ်ချင်းအပြင်နှင့်ကျွန်တော်တို့တဲထဲသို့မိုးခိုဝင်လာခြင်းပင်ဖြစ်လေသည်ဤတွင် ကလေးငယ်သည်ကြီးကြရအောင်နေသောချက်အရှင်တွေကိုလက်ညှိုးငေါငေါထိုးကမိမိချက်ရိုက်ချက်ပြီးချက်ရိုက်ချက်ပြီးဟုအထွန်းတက်၍ငိုပြန်လေသည် ကျွန်တော်မှာအတန်ထွက်အောင်ပင်ရင်မိလေတော့သည်ကလေးတဲကအစာသေးရဲ့ပင်ဟုခေါ်ထိုက်ပေသည် မိုးသည်ရွာလဲပင်ရှိလေသည်သူ့အငိုသည်မိုးတဲ့နှင့်ပြိုင်လျက်နေသည် ကျွန်တော်ဒီသူ့ကိုမူတီကအတွေ့ထုတ်လေသည် သူ့မိခင်ပြောပြသည်နှင့်သူ့ဖခင်၏တဘာဝကိုလည်းမှန်စထင်မြင်ယူဆလိုက်သည် သူသားအတွက်အိမ်မှာအချက်မရှိတော့တခြားသွားခိုးကြွေးတဲ့လူတဲ့ရင်းသည့်အကြိုက်ဝဲချက်ချင်းထဲ၌ထူးဆန်းသောကြက်တကောင်ကိုမြင်ရလေသည်၎င်းက အခြားမဟုတ်ကြက်အဖြူကို အပြဖြစ်အောင်စီဆိုးထားခြင်းပင်ဖြစ်လေသည်ထို့ကြောင့်ကျွန်တော်သည် ရှုမောဟမဂ္ဂဇင်းအမှတ်6၌ ြုပြမူလအင်းကြီးဝိထုကို ရေးလိုက်နိုင်လေသည်ကလေးနမဲကဟစ်တလောဟုခင်မွန်းတက်လာ၍ကျွန်တော်ကတပ်ဖို့ဟုနမဲကိုခံယူလိုက်သည်ဤဝိထုကိုလူကြိုက်များ၍တချို့ထံမှကြက်တကိုးတော်ရာဆွေဟုသောဝဲထုနှင့်ချီကျူးစာများလာကြသည်၎င်းဝိတုကိုသဘောကျတော်သူများထဲတွင် အမကြီးခင်မျိုးချစ်တယောက်လည်းအပါဝင်ဖြစ်ခဲ့၏ထိုစဉ်၌သူနှင့်ကျွန်တော်သည်ယခုလိုအမကြီးနှင့်မောင်ကလေးကဲ့သို့မရင်နှီးသေးချေ သို့တော်ကျွန်တော်အားဤဝိတုကဇက်ွက်ဇလန်ခင်းပုံနှင့်တောရွာတဘာဝပြဖို့ကောင်းလှပေသည်ဒါပေမဲ့အချို့စကားသုံးများညဉ့်ညမ်းသည် နောက်နောက်ရေးလျင်ဆင်ကျင်ပါဟု စေတနာနှင့်တတိပေးခဲ့သည်ဂျေဇုအထုတင်ပါ၏အမှန်လဲဤကာလတွင် ကျွန်တော်မှကလောင်ကင်စမလိန်မိုးမလိန်မအချိန်အကဲ့ပင်ယုံရင်သောစကားလုံးများပါသွားပေသည်ယခုကတတ်နိုင်သလားဆင်ကျင်ပါပြီ။ 1948ခုနှစ်တွင် ကျွန်တော်တို့ပရိသတ်မဂ္ဂဇင်းကိုထုတ်ဝေသောအခါတင့်တယ်လေဤဝိထုကိုအလွန်သဘောကျသူဖြစ်၍ပရိသတ်အတွက်ဟစ်တလုံးဝိထုကိုဆက်လက်ရေးရန်အတင်းခိုင်းစေလေသည် ကျွန်တော်မှာအိမ်မက်များမက်အောင်ပင်စဉ်းစားရသည်ထို့ကြောင့်ချို့ချို့ချို့ချင်ရောဝိထုထွက်ခဲ့၏နောက်တစ်ဖန်တောပြာများ၌နေအယူဒီပုံကို အခြေခံ၍ပရိသတ်အမှတ်စနစ်၌ ဥကြီးမူဟုသောတတရဟစ်တလုံးဝိတုတပုတ်ကိုရေးနိုင်ပြန်လေသည်ယခုကလွန်ခဲ့သောတပူတွဲလကရန်ကုန်တင်းစားတဲ့၌ပေါင်းတယ်မြို့ကျုပ်ပင်ရွာချက်ဝိုင်းကြီးဟုစလုံးမဲကြီးနှင့်တွေ့ရသောကြောင့်ချက်သမားဟစ်တလုံးဟုနာမည်ပေးလိုက်နိုင်ပြန်ခြင်းဖြစ်ပါသည်ဤတင်းပါချက်ဝိုင်းအဖန်းခံရသည်ဆိုသော ကျုပ်ပင်ရွာက ကျွန်တော်၏ချက်မြုပ်စာတီဖြစ်သည် ကောက်လှိုင်းဝင်မှຫນွေလေယုံအထိ ြေတောရွာကာလာသားတို့ကြက်ကစားလေးရှိကြပါသည်၁တပိုးတွေကြက်ပွဲတွေကစီလေပြီး၂ကျွန်တော်တို့စီရွာလေပိုင်းတွင် ဝိုင်းစင်တော်သည်၃တိုက်ပက်ကဲ့ညီမညီပိုက်ချီလို့ရှင်နိုင်၄၊သဘောမျှကမှဒေါထကလေစင်ထောင်နဲ့ကျက်နကောင်ဝိုင်းလေလှပါလို့ခွချစီခိုင်း ကျွန်တော်ရှိရင်ခင်က ရေးဆက်ခဲ့တော့လေးစစ်ကလေးကို ရေရွမိက ကျွန်တော်ရွာတဘာဝကိုမြင်အောင်လာတော့သည်လွန်စော့အောင်မိတယ်လို့ရှိလာတော့သည်ထို့ကြောင့်ကျွန်တော်ဆူလိုက်ပါသည်ချက်တန်းအင်မတန်စိတ်လှစွာသောကျွန်တော်သားဟဲ့တလုံးသည်ယခုချက်သမားဖြစ်လေပြီနှပြောပင်ဆိုင်မိလိုက်ဖပါ ရှေးဆောင်နွားလားဖြောင်ဖြောင်သွားတော့နောင်နွားဆိုင်ဆိုင်ဖြောင်ဖြောင်လိုက်မိခင်ကနန်းကမှလမ်းဖြောင်ဖြောင်မရှောင်နိုင်တော့သားကြတော့လေ ကောက်တဲ့ဆိုလားအဲ့ဒီစကယ်ပုံကိုကျွန်တော်ကြားဖို့ပါသည်ဘယ်ပုံခိုင်းနဲ့ကျွန်တော်တို့သားဖကိုနိုင်ရမလဲတော့ကျွန်တော်မသိပါငါပြောပင်နေလားနွားနေလားကနေနေလားဤသုံးခုမှာအတိတ်ပဲချင်းတူ မတူလဲကျွန်တော်ခြေတော်သားမှာဘူးတက်မွေခွဲနိုင်ပါသို့သောကျွန်တော်ချက်သမားဖြစ်၍ကျွန်တော်သာချက်သမားဖြစ်တာတော့အဖြစ်မှန်လာပါသည်ကျွန်တော်ကြံ့နေမှာကျေပြန် ကျွန်တော်တို့ရွာတွင်နာမည်ကျော်ယခုနှစ်တွင် သုံးပွဲနိုင်ပြီလေပြီ နောက်ဆုံးပွဲမှာမနေ့ကပင်ဖြစ်ပါသည် ထို့ကြောင့်ယနေ့၌ကျွန်တော်တို့သားဖာနှစ်ယောက်သည်ဝမ်းနှုတ်ထားသောချက်ကို အရေးတကြီးကြီးနှင့်နေကြပါသည်တိုက်ချက်တို့မြည်သည်ကြိုက်ပြီးနောက်တနေ့၌အကြောအချင်းတွေပြောင်းဝမ်းနှုတ်ပေးရသည်ကျဝန်းနှုတ်ဒီမှာမခရင်ချေတင်ပေါ်ရွက်လက်တဝါခန့်ကို လုံးချေ၍ခွန်လာခြင်းပင်ဖြစ်လေသည်တနအီအတွင်း၌ဝမ်းစိမ့်တွေပါလာလိမ့်မည် လူလေးရေဒီနေ့ချက်ချိုင်ထဲမှာကျဲ့ပြန်ဝမ်းဘက်နှခါသွားတယ်ဟိယခုချိန်မှာညနေကျဲ့ပြန်ကိုအပြင်ထုတ်၍နန်းရှောင်းနေစဉ်၌ကျွန်တော်ကမေးလိုက်ပါသည် သူချေပုံကျွန်တော်ရေးတာ၁၀ရုံးခုအဖေကျွန်တော်သားမှာယခု၅နှစ်အရွယ်ចောင်းထားရပြီဖြစ်၍ကာကြီးခါခွဲနှင့်၁နှစ်34ရေးတက်နေပါပြီဘာမျိုးဘို့သူသူချက်ဝန္ဒနာပါသည်ချက်ပွဲကိုချက်သည် ်အင်မတန်ကယူဆိုင်သည်ချက်ဖကိုထိန်းကြောင်းရ၌သူ့ကိုပင်ကျွန်တော်လွှဲအပ်ရလေသည် အကြောင်းမှာတိုက်ချက်ဖတို့မည်သည် တိုက်ခန့်ဒီ၌အလွန်အရေးကြီးလေသည် အခြားချက်ဖတွေနှင့်သွားခွန်မှာဆိုရသည်ချက်မတွေရှိရာရှောက်မလဲအောင်တားစီရသည်မနာလိုသူကစိတ်ခက်မှာကိုကြောက်ရသည် အချို့မူရွာရိုးနှက်ကိုခြင်းပင် ပြုကြလေသည်ဤမှာပတ်၌ကျွန်တော်သားကစိတ်ချရသည်။ဩမိတ်ဆွေသူ့ကိုမတွေ့ရတာကြာလေပြီ။ ယခုကျွန်တော်သားမှာစက်ရည်နှစ်ရောင်တုံးကလေးနှစ်တောသားကလေးပေါ့ဗျာကျွန်တော်တဘောမှာ မိတ်ဆွေတို့ကလေးလိုပင် ရွာတို့ဆက်တာတဲ့အလား၌ဘူကေညှက်ပေးခြင်းပါသည်တို့ရာတွင် ကျွန်တော်ရခမကြီးကဟေ့မောက်တက်ဖို့မရှိနဲ့ငါမြင်ရှင်ပြူတော့ရောင်တုံးနဲ့မှပန်းပန်လို့အကွက်ကြီးနဲ့တားတော်ရုံလို့လှမှာ နှုတ်ပြီးတားတဲ့ငန်းကိုစီတော့အမေကတားစပင်ကို အမြတ်တလို့ဆန်စု လောက်ပန်ရတာဟာဘလောက်ကြည်နူးစရာကောင်းတယ်လေကျွန်တော်ရခမကြီးကိုကစကားရှိပါရဲ့ဗျာသူ့ကြောင့်မပြောချင်ပါဘူးကျွန်တော်နဲ့လည်းခဏခဏပူးကြလေရှိပါတယ်ဒါကြောင့်ဟိုဆရာတော်ဘုရားကြီးကရေးခဲ့တာရခမဟူသည့်ထိုအဋ္ဌိတို့မရှိလက်ခက်ရှိလက်ခက်တဲ့တဲ့ပညာရှိများစကားမှန်ပြီတာနှုတ်ပြီးကလေးចောင်းထတာကိုလည်းမိတ်ဆွေကြည့်ပါအောင်တော့ ကျွန်တော်တဘောကတခါတည်းအင်္ဂလိပ်စာတွေရွှတ်ရှက်စာတွေဘာတွေတင်နေလောကတဲ့အကြောင်းကို ထားလိုက်ချင်တာသူကမဟုတ်ပါငယ်ကကိုဘာသာရေးအခြေခံကလေးမှသင်မထားရင်နောက်ကြီးတော့လောကီအလုံးနဲ့လောကုတ္တရာတာဝန်မခွဲခြားနိုင်တဲ့လူစားမျိုးဖြစ်နေမှာစိုးရတယ်ဆိုပြီးဖုံးကြီးကြောင့်ကိုသူကိုယ်တိုင်နှပြောနှဖိနဲ့တွားရတယ်ဗျတော်တော်လေးကြီးမှ လောကတဲ့အကြောင်းထားမတဲ့အလကားစနေမာကြီးဗျာ ကျွန်တော်ကယောက်ျားကောင်းပြီးပြီးတင်းတင်းမာမာနဲ့သူ့ကိုစန့်ကျင်ဘက်တော်လှန်လိုက်မယ်စိတ်ကူးပါသေးရဲ့။ဒါပေမဲ့သူ့သမီးကျွန်တော်မိမကပါသူ့ဘက်ပါနေတော့အခက်ပြ။အပိုင်းနှစ်ကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။ နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ